သိရမလားနာမည်ကြီးကျင်လို့ပဲအဲသူနဲ့အဲကြိုက်ပါတယ်ဆိုပြီးဒူလောဒူလောပဲကျွန်တော်ကပြောခဲ့သလိုလိုဩကျွန်တော်ကပဲတစ်ဖက်သက်ဖြစ်နေသလိုလိုအဲအဲ့လိုမျိုးရေးတာကြတော့ကြာလာတော့ကျွန်တော်ကဟိုတိုက်ခါကြာလာပြီလေသီလားအဲအဲ့ဒီအပြင်ကိုသိရမလားဟိုကျွန်တော်ခြူစားရတယ်လို့ဘာလို့ပြောတာတော့နည်းနည်းအရန်လွန်သွားပြီကွာတခါမဟုတ်တော့တခါကျွန်တော်သုံးလေးခါကျွန်တော်တိုက်ခတ်နေနောက်ပိုင်းလူတွေကတိုက်ခတ်တာများရင် သူတို့ကပြောပိုင်ခွင့်ရှိရဆိုပြီးပြောကြအဲ့ဒါကျွန်တော်လုံးဝမကြိုက်ဘူးအဲ့ဒါတော့ဒါတော့လုံခဲ့တဲ့တစ်နှစ်ကျော်လောက်ကပြီးသွားပါပြီအဲ့ကိစ္စကတော့အမေဟိုပြီးသွားပြီဆိုမဲ့တနေ့ကျွန်တော်တို့ကပြီးသွားတယ်ဂျားရလူရမပြီးသေးတာပေါ့နော်အဲ့ဒီဟာလေးဖြစ်တာပါဆိုတော့အဲနေရောက်ကာအေးစစ်စစ်နဲ့ဒါကလမ်းခွဲပြီးသွားပြီအဲ့ဒီအချိန်မှာသူလည်းကိုယ်မမုံကိုလည်းသူ့မမုံအဲ့လိုကဏ္ဍမှာနေရောက်လုံးအေးစစ်စစ်နေပြီအဲ့ဒါကိုဂျားရကနေပြီးတော့ကျွန်တော်ဝင်ဝင်ပြီးတော့တနေ့ပတ်သက်ပြီးတော့ ိတ်ခါချတဲ့စကလုံးတွေလလာရေးနေတဲ့အဲဈားလူတွေကိုကျွန်တော်ဘလို့မှသိမ်းခံနိုင်လို့ကျွန်တော်ပောက်ကွဲပြီးတာရေးတဲ့စာပါဟုတ်ချစ်မြောက်လာရေးရနေမှာပေါ့နော်ကျွန်တော်ချစ်မြောက်ရေးရနေမှာပေါ့နော်အေးပေါ့အေးပေါ့အဲ့လိုမျိုးဆိုချစ်မြောက်ရေးရဆိုကျွန်တော်လည်းသူနဲ့ပတ်သက်ပြီးလဲကျွန်တော်ဘာမှမတင်ဘူးကျွန်တော်အခုအချိန်မှာကျွန်တော်ကကျွန်တော်လည်းအေးညံ့ရမယ်သူလည်းအေးညံ့ရမယ်ဆိုတော့အဲဒါပေမဲ့သူနဲ့ပတ်သက်တာတစ်ခုတော့ရေးတယ်တစ်ခု ရေးရဆိုတော့ကကျွန်တော်ရဲ့ comment တွေမှာတချို့သူနဲ့ကျွန်တော်နဲ့ကိစ္စကိုသိရလူတချို့ဆိုကျွန်တော်လာမေးတယ်သူနဲ့ဇလန်ပြီးသွားပြီလားအဲ့ပြီးသွားပြီကြာပြီကိုကလောက်ပဲပြေးရဲ့ ဆိုတော့အဲ့လိုမျိုးဟာမှာအဲ့လောက်ရေးတာပဲရှိတယ်သူကပြတ်ပြီးတော့ဘာဘာဆိုဘာမှကျွန်တော်မတင်ဘူးအဲ့ဒီဟာကိုကျွန်တော် blind အဲ့ဒီအောက်တင်မှာကျွန်တော်လာလာပြီးတော့အာဟိုကျွန်တော်ဘက်ကပဲဟိုသိရမလားဟိုနာမည်ကြီးကျင်လို့ပဲအဲသူနဲ့အဲကြိုက်ပါတယ်ဆိုပြီးဒူလောဒူလောပဲကျွန်တော်ကပြောခဲ့သလိုလိုအော်ကျွန်တော်ဘက်ကပဲတစ်ဖက်သက်ဖြစ်နေသလိုလိုအဲအဲ့လိုမျိုးရေးတာကြတော့ကြာလာတော့ကျွန်တော်ကဟိုတိုက်ခါကြာလာပြီလေသီလားအဲ့အဲ့ဒီအပြင်ကိုသိရမလားဟိုကျွန်တော်ခြူစားရတယ်လို့ဘာလို့ပြောတာတော့နည်းနည်းအရန်လွန်သွားပြီကွာ တစ်ခါမဟုတ်တော့တစ်ခါပဲကျွန်တော်သုံးလေးခါကျွန်တော်တိခတ်တယ်။နောက်ပိုင်းလူတွေကတိခတ်တာများရင်တို့ကပြောပိုင်권ရှိရဆိုပြီးပြောကြတယ်။အဲ့တော့ကျွန်တော်လုံးဝမကြိုက်ဘူး။ဆိုတော့အဲ့ဒါကြောင့်ကျွန်တော်ကမနေ့ကပောက်ကွဲသွားတာပါ။ဆိုတော့ကျွန်တော်ပြောရကွာကျွန်တော်မကြင်တော့ဘူးလား။ပြောချင်ကျွန်တော်ချက်ပေါက်ရှိရ။အဲ့ဒါမဟုတ်ပါဇက်နဲ့ပြောချင်လို့အားမရဘူးဆိုကျွန်တော်ဖုန်းနံပါတ်လာတောင်းလိုက်ကျွန်တော်ပေးလိုက်လို့ရတယ်။အဲ့လိုလည်းမဟုတ်ဘဲနဲ့ဒီလူတိုင်းမြင်မဲ့ဒီကွန်မန့်တွေမှာအဲ့လိုလာလာမန့်နေရတာကတော့ကျွန်တော်တက်တာဘယ်လိုမှအဆင်မပြေဘူး။တစ်ခါတစ်ခါသုံးလေးခါမကတော့ တော့လည်းမကတော့တချို့ဆိုလာပြောကွာအတဲခဲ့တာကတလားလောက်ကိုသိရမလားခုချက်ဒီ feedback တွေလုံးမပြီးဘူးဆိုအဲ့တော့ငောင်းရောင်တလားပဲတွေ့လို့ဘယ်သူကပြောလဲလို့ကျွန်တော်အတခုမှပြန်ပြောလိုက်တာပဲရှိအတတော့အစာနဲ့အဲ့ဒီဘော comment reply ပြန်လိုက်တာပေါ့နော်မနေ့ကကျတော့ကျွန်တော်ဘလို့မှသိမခံနိုင်တော့ကျွန်တော် TikTok မှာလည်းကျွန်တော်တင်တယ် Facebook မှာလည်းကျွန်တော်တင်တယ်တင်မှုတော့မှကျွန်တော်စကလုံးကိုအများကြီးစဉ်းစားရတယ်တော့ဟိုအခုအချိန်မှာပွင့်လင်းပြောရရင်အရန်အရန်ဒေါသထွက်နေတာနဲ့အเจ้าရရဲ့အားလုံးကိုတင်ချလိုက်လို့ရတယ်ဒါပေမဲ့ လူတိုင်းမှာတိတ်ခါဆိုတာရှိတာဖြစ်တဲ့အတွက်ကျွန်တော်စကားကိုကျွန်တော်ထိမ့်ပြီးပဲပြောတယ်ပေါက်ကွဲပေမဲ့လည်းကျွန်တော်စကားကိုအများကြီးထိမ့်ပြောထားတယ်ပေါ့ဟုတ်ဘာဖြစ်လဲအခု relationship ကတော့ ACA ဆိုပေမဲ့လည်းလေစိတ်နောက်ဆက်တော့နိုင်ငံတော့ဖြစ်မှာပေါ့လေကြာလာတော့လည်းဟုတ်အဲအခုဒါဒါကျွန်တော်တို့ဒါမကြာခင်မှာကျွန်တော် fortune မှာလွှင့်မဲ့တငယ်ချင်းတို့ရင် series လေးဒါပြဖို့ရှိပါတယ်အခါကျရင်လည်းအားပေးကြပါအောင်လို့ဟုတ် of life.